ုနှစ်ရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေတတ်တတ်ဆင်အောင်လွှဲမှာပါစေ2025ခုနှစ်အောက်တိုဘာလ19ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာအလုံးနဲ့ပတ်သက်ပြီးသွားရင်မိမိတို့ မကြားကျင်တဲ့သတင်းစကားတွေကြားရတတ်တယ်။အောက်လက်ငယ်သာသာသမီအိမ်ကနေအလုပ်ကနေဒီနေ့မှထွက်သွားတတ်တယ်။အော်လေငယ်သာတာသမီများအတွက်ကိုလေဒီနေ့အတွက်ကိုတော်တော်လေးကိုဆိတ်ရှုပ်စဉ်းညစ်เสียများနဲ့ကြုံပြရတတ်တယ်ပြန်မရတော့ဘူးလို့ထင်ထားတဲ့ကြွေးမြေတွေဝေရေးကြီးတွေကမရည်ရွယ်ပဲမထင်မဘဲနဲ့ဒီနေ့အတွက်ပြန်လည်ရရှိတတ်တယ်ချမ်းမာရေးအနေနဲ့သွားနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်ပြီးတော့ဆိတ်ရှုပ်ရတတ်တယ် အချီရေးမှလည်းကြားလေသွေးလိုဝေးနေရတတဲ့အကျိုးပေးတဲ့ကနန်းကတော့ငါးနဲ့ခုံဖြစ်ပြီးတော့ကံကောင်းတဲ့အယောင်မှခရမ်းရောင်ပဲဖြစ်ပါတယ်ယတရာအနေနဲ့မိမိအိမ်ရှိဘုရားမှာစပြစ်တီကလူပေးရမှာဖြစ်ပါလိမ့်ရှင်